ဘာရလာလဲဖုံဖုံကဘာပေးလဲပေးတာနဲ့ဂျင်းနဲ့တည်းတက္ကရကမတွေကစွမ်းဘာလူလဲငပိရဲ့လူလားငပိရဲ့နဲ့ဂျင်းနဲ့တည်းကစွမ်းရဲ့လူရင်ကစွမ်းရဲ့နဲ့ဂျင်းနဲ့တည်းကို့မှာဘုံကံကဝါကြောင်းမှာပဲနေရမယ်ဘုံကံရှိရင်ဝါကြောင်းလင်းနဲ့ဂျင်းနဲ့တည်းရောင်ရည်တည်းစေခန်းလင်းမှာပြဖဲပြဖို့ဘုံကံရှိရင်စေခန်းလင်းနဲ့ဂျင်းနဲ့တည်း ဘာပဲရရဘာပဲရှိရှိရှိတာနဲ့ရတာနဲ့ကျင်းနေနေရင်အဲ့ဒါဒီဒုက္ခလားဒုက္ခလားဒုက္ခတယ်တဲ့မြတ်တော်အကျင့်ကိုဝါယဟန်တရားယဟန်တော်ရဲ့အလုတ်ကိုအဘိရတောပြုံမွေးစာနဲ့စရတိကျင့်နေရမည်ဆိုရင်အဲ့ဒါဟာဣတိယဟန်အတွက်ဒုက္ခဖြစ်မှာလားဒုက္ခဖြစ်မှာလားဒုက္ခပါပဲတဲ့ဒီတော့မြတ်ဗုဒ္ဓကပြောပါတယ်ယဟန်တပါးမှာချမ်းသာတယ်ဆိုတာမျိုး မရှိဘူးယဟန်တပါးမှာစင်းရဲတယ်ဆိုတာမျိုးမရှိဘူးအဲဒါပေမဲ့ဘာဒရှိလဲဆိုတော့ငါစင်းရဲလှပါလားငါမှဘာမှမပြည့်စုံသေးပါလားဆိုတဲ့စိတ်ဓာတ်ရှိတယ်ယဟန်တပါးကိုစင်းရဲစေတာလည်းပဲအဲ့ဒီစိတ်ပဲငါမှဘာမှမရှိသေးဘူးဟာငါမှစားစရာမပြည့်စုံသေးဘူးဟာငါမှနေစရာလိုသေးတယ်ဟာငါဒီစာတွေကိုခက်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 သင်နေရတယ်ဟာ ငါစင်ရလပါလားငါမပြည့်စုံသေးပါလားဆိုတဲ့အတွေ့အကြုံသာလျင်အေဒီယဟန်ကိုဆင်းရဲစေတာဟုတ်ရဲ့လားဒီတိုင်းကမဆင်းရဲစေဘူးချမ်းသာခြင်းလေဒီတိုင်းပဲငါမပြည့်စုံတယ်ငါမလုံလောက်တယ်ဆိုတဲ့အတွေ့အေဒီအတွေ့ကအေဒီယဟန်ကိုချမ်းသာစေတယ်စာကိုပြုံပြုံရွှေရွှေနဲ့မျက်နှုတ်တန်ဖိုးထွားစွာနဲ့သင်နေရတယ်မျက်တော့အကျင့်ကို ပြုံရွှင်စွာနဲ့ ကျင်းနေရတယ်ဆိုရင်အဲ့ဒီစိတ်ကအဲ့ဒီအတွေးကထိုယဟန်ကိုချမ်းသာစေတယ်တဲ့